ကျင့်ကိုကျင့်ကြံအားထုတ်နေဆိုသူတယောက်ဖြစ်နေပါကြာ။ဒါမျိုးလေးကိုလည်းတပြောပို့ရွေးဟိုပေါ်ပြထားသလိုနောက်နောက်ကမိဘမဲ့ကလေးမပြောင်ရေးပေါ့နော်။ဒီသွန်ပြခံကလေးတွေမဖြစ်ဖို့ရေးတော့ဘာမို့။မလည်းအဲ့ဝါငါမတီလာဆောင်ထင်းဖို့အကြောင်းလေးတွေလည်းတပြောနေပြမှာ။ကာမေတုမိစ္ဆာသာရကဒါဒါရီကျူးလွမှုမရှိဘူးဆိုလို့ချင်းဒါကြောင့်မိဘမဲ့တွေမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းလေးတွေလည်းစာပေသမားတယောက်အနေနဲ့အဲ မွန်ချစ်ကလောင်လေးနဲ့လဲဟောပြစီခြင်းပါလေခင်ဗျာဒါလေးလျှောက်တင်ပါလေခင်ဗျာအခုပဲတခါလေးပဲဦးမြင့်ကတော့အဲဆရာနိုင်ဦးဝေအနေနဲ့ဒါကတော့နာမည်အင်းကနာမည်အင်းကတပြောနာမည်ရယူနိုင်ပါဗျာအေကိုယူနိုင်ခင်ဗျာအေကိုယူနိုင်လို့တငယ်ချင်းတွေလည်းသိကြမယ်ဆိုရင်တော့နိုင်ဦးဝေလို့မျက်စိဟုတ်တယ်ပြောအမှန်နိုင်ဦးဝေဆိုတာဘာကြောင့်ဘယ်လိုနာမည်ပေးထားလဲဒီနာမည်ပြေပေါ်လာတာကတော့တတိယကစား မရဲခင်စာတားဖတ်တာဖတ်တဲ့ကျောင်းကလည်းလက်လန်းမိတယ်ကမင်းဝေစာဟုတ်တယ်ကြီးတင်းနေတယ်အဲ့မှာမင်းဝေဆိုတဲ့ကလောင်လေးကိုစိတ်ထဲကနေဆွဲပြီးတော့တတိယလည်းသူ့လိုနာမည်တစ်ခုကလောင်တစ်ခုတော့ရရင်ကောင်းမှာပဲဆိုပြီးတော့နိုင်ဝေဖြစ်သွားတာပါဗျာ။အော်ဆရာကြီးမင်းယူဝေကိုအကြခဲ့တဲ့အဲဦးဇင်းတို့ငငယ်လည်းတက်ကူမှာဒီဟိုဆယ်တန်းမှာဆရာကြီးမင်းယူရဲ့ခပြားလေးအများကြီးတင်ခဲ့ရအောင်။မှန်ပါလေဗျာ။ကောင်းပါပြီအဲ့တော့ဦးဇင်းကပြောတဲ့အထဲကပဲတံမိုးတစ်ခုအနေနဲ့ အနစ်ချုပ်ပြီးပြောရရင်အရက်ဖြတ်ခြင်းအမှုပညာတစ်ခုကိုအဲအတူရှင်းလူရင်းကိုဗောဓဂုံတာနာဆောင်ရွှေဖွဲ့လည်းမြို့ပါတာနာအမြန်ဆောင်ရွှေလို့ဒါကြတော့လည်းတာနာတန်တရာလွတ်မြောက်ရေးဦးဖွဲ့ဂွေဘုဂုတ်ဖွဲ့ခွဲ47မှာအဲဥဆောင်နေတဲ့တကားတယောက်လည်းဖြစ်နေပြီဆိုတော့ကိုကိုရိုင်းလည်းသူတော်ကောင်းတရားတွေကိုလိလလိုက်စားနေဆိုတော့ကိုကိုရိုင်းလည်းအမားလမ်းမော် အမှန်လန်းကိုဖျက်လျှောက်ခဲ့တဲ့အနစ်ချုပ်ကလေးပြောပြပေးပါလားအဲအနစ်ချုပ်ကိုပြောရင်တော့တပည့်တော်ကအရက်ကိုကြိုက်လို့တောက်ခဲ့တာမြက်ကိုကြိုက်လို့တောက်တာဘာလို့ကြိုက်တာလဲဆိုတော့ပြန်ပြီးစဉ်းစားလိုက်ပြန်ပြော့စစ်တမ်းကောက်လိုက်တဲ့အခါကျတော့၅ချက်တွေ့ရတယ်ဟုတ်တွေ့ရတဲ့၅ချက်ကပရမတိကအပြောတော့ရက်တော့လို့ရှင်ပြောတယ်ပြောအောင်တော့လည်းတောက်လို့ပြောတယ်ဒုတိယတစ်ချက်ကစိတ်ညစ်ပြေတော့နံပါတ်နံပါတ်3ကကျတော့မြင့်ပြေဆိုကြတော့ဟုတ်အဲနံပါတ်4ကကျတော့ 水利往别造，那么哪个家喽？也是在我们造，属于哪个家？哪个地方造？哦，哎哎哎，好。当初人家家造，哎，就是我再讲，造家嘞，哈，一道那边嘞，也是属于造家这边嘞，一边造开。那么，谁家在改造了？哈，一道嘞改造，每道嘞，每道。有道，一道。哎，谁？啊，有道，谁你边造？嗯嗯嗯，哪个家喽？水利往边造，没提水利造。水利造，没得造，哎。 နောက်တစ်ခါနောက်ဆုံးကရေးစည်းတင်မှုဘာမှမလုပ်ရဆိုရေးတော့လို့ချင်းလုံးလုံးရဲ့အဲမှာငငယ်တော့တော့ပြည့်တဲ့တိုင်းပေါ့လေဆယ်ကျော်သေးရွယ်လေးတွေမှာအေးပါအေးပါဒီစားစကားပြောတာမှသာဒီရေးစည်းတော့လို့ရှင်နောက်ကြပြရေးတဲ့ခါကျတော့လို့ရှင်လည်းကြပြရွတ်ဖို့အတွက်ကိုအဲဘုံဝင်လင်းလင်းပေါ့လေအော်ရွတ်လို့ကောင်းတယ်ဆိုပြီးရေးစည်းတင်ပြီးတော့တောက်ခဲ့တာပေါ့အဲ့ဒါလေအဲ့လိုဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကြီးကိုတပြီးတော့ဒီဟိုရှင်းပြလိုက်တယ်ပေါ့လေပြီးတော့ဆောင်းပါးထဲမှာရှင်းပြပြီးတဲ့ခါကျမှ ဒီနဲ့ပိုကောင်းတာရှိတယ်ဒီနဲ့ပိုကောင်းတာရှိတယ်ဘာလဲဆိုကြတော့ခုနအပျော်တောက်ဆိုတဲ့ဟာကဒီတိုင်းအပျော်တောက်လို့ပြောတဲ့ဟာကြီးကပစံကုန်နဲ့ချင်းကုန်နဲ့အဲ့လိုမတောက်ဖဲနေပြီးတော့အပျော်တောက်ဖြစ်နိုင်မလားဆိုပြီးတော့ရှောင်းကြည့်လိုက်ဟာဒီနေ့တော့ဥပုပ်ဆောင်တာအဆင်ပြေတယ်ဥပုပ်တောက်ဥပုပ်ဆောင်ပြီးတော့မတောက်ဖဲတနေကိုနေလိုက်နိုင်လိုက်တယ်ဟာဒီနေ့တော့ရဲမတော်ဖဲနေတာတပတ်ရှိသွားပြီဒီနေ့တော့ရဲမတော်တာတစ်နှစ်ရှိသွားပြီအဲ့လိုမျိုးမတော်ဖဲနေနိုင်တယ်ဆိုတော့ ိတ်ကျော်ရွှင်မှုကခုနတောင်းလို့ပြောရတဲ့ပိုးပြီးပြောစရာကောင်းမှလားဆိုတော့ကိုယ်တိုင်တွေ့ရှိရတယ်ဆိုတဲ့အကြောင်းနောက်စိတ်ညစ်ပြေတော့လည်းအဲ့လိုပဲစိတ်ညစ်ပြေတော့ဟာငါတော့စိတ်ညစ်တယ်ကွာတောင်းမှလည်းဇာလို့ရှိရင်မတော့ဘဲနဲ့တရားဘာဝနာလိလလိုက်စားပြီးတော့တရားစာပြီးပဲဖတ်ဖတ်ဒါမှမဟုတ်ဆိုလို့ရှိရင်တတိပဒံတရားပဲပွားများပွားများပေါ့လေအဲ့လိုမျိုးလေးလုပ်တယ်ဆိုလို့ရှိရင်စိတ်ညစ်ကပိုးပြေတယ်မတော့ဘဲစိတ်ညစ်ပြေအောင်လုပ်တော့ဆိုပိုးပြေပါလားပိုးပြီးတော့ကောင်းတယ်ဆိုပြီးတော့အဲ့ဒါလည်းတွေ့ရတယ်ပေါ့လေနောက်ကကျတော့ဒီဖေးပြေဝါပြေတော့ဖေးပြေဝါပြေတော့ကလည်းအဲ့လိုပဲ ဒီအရင်တော့လို့အိတ်ကောင်းတယ်စားကောင်းတယ်ဘာညာဘာညာကောင်းတယ်ဆိုတဲ့ကိစ္စတွေထက်အဲအရင်မတော့ဘဲနဲ့ငါးစီဘယ်နဲ့ဘယ်ကစားပြီမတော့ခဲ့ပါဤမတော့ခဲ့တာမှန်ပြောတော့စကားမှန်ခဲ့ပြီရှိတော့မှန်မှန်မှန်ပါစီပေါ့ဒီမန်ကန်တော့တစ္ဆာစကားကြောင့်ဤရည်ဒီသိပြပါစေသားဆိုပြီးတော့တောက်မယ်ဆိုလို့ရှိရင်ဒါသိပြဝါဖြစ်တာပုံပြုတ်ဖြစ်တယ်ဒါကစားလည်းမကုန်ဘူးနောက်အရက်တော့တာမှအတော့လွန်သွားလို့ရှိရင်ဒါပုံပြုတ်ဒုက္ခရောက်ပြီးတော့ဟိုကောင်းကြိုက်တာတို့နောက်ဆုံးပဲ ရက်တော့တာတည်သက်တယ်အတော့များလို့ရှိရင်တည်သက်တယ်နှလုံးရောဂါပိုင်းဖြစ်တတ်တယ်ဒီဟာကြတော့မတော့နိုင်လေလေမတော့ဖဲရှောင်းနိုင်လေလေပို့ပြီးတော့အကျိုးရှိလေလေဆိုတဲ့ဥစ္စာကပို့ပြီးတော့ကောင်းပါလေဆိုတဲ့အကြောင်းပေါ့လေနောက်တစ်ခါရဲစေးတင်တာလည်းသူကြီးလည်းကောင်းပေါ့အရင်တော့ပြီးရဲတာတဲ့မတော့ဖဲနေတာပို့ပြီးတော့လူရောတိုးတယ်ဟိုကလူရောမတိုးဘူးပေါ့လေကြောက်ရက်ပို့တော့ရှက်စရာကောင်းတယ်ပေါ့မဲပြစ်ဆွေပြစ်ကလည်းသူကြီးလည်းကောင်းမယ်အရင်တော့ပြီးမဲပြစ်ဆွေပြစ်လုပ်တဲ့ဥစ္စာကရဲသမားပဲဖြစ်မှာပေါ့ကွာလို့ အရင်မတော့ဘဲနဲ့မြေပြည့်ဆွေးပြီးလို့တော့မိကောင်းဆွေကောင်းနဲ့ပြေးပါလေဆိုတဲ့အကြောင်းလည်းအဲ့လိုမနှိုင်းရှင်ပြလိုက်တဲ့ဆောင်းပါလေးပေါ့လေအဲ့လိုလေဆောင်းပါလေးရေးနှန်းနဲ့ကိုကိုတိုင်းရှောင်းပြီးတော့ပြမှာဒီရေးတဲ့ဆောင်းပါလေးပို့အဲ့ဝင်မှာပါလားဆိုပြီးတော့အဲ့မှာရှောင်းရင်းနဲ့ပြီးတော့ကိုတိုင်းရှောင်းပြီးကိုတွေ့ဒီရက်ပြန်ကြီးရတော့အဲ့ကိုတွေ့ရက်ပြန်ကြီးရဲ့အမိချုပ်ကပါလဲဆိုတော့တောက်တွန်းကတောက်ချင်လို့တောက်တယ်မတောက်တော့မတောက်တဲ့ဥစ္စာဘာလို့ဆိုတော့မတောက်ချင်လို့မတောက်ခဲနေနိုင်သွားတာပါအဲ့တော့မတောက်ချင်မှုအတွက်ကိုကိုတိုင်းဆုံးဖြတ်ပြီးတော့ ကိုကိုယ်တိုင်ရှောင်ကျင်တော့စာအရက်ပြတ်စီးပါဆိုပြီးအဲ့ဒါနဲ့နှိမ့်ချုပ်ပါလေခင်ဗျာအမိုးကြည့်ပါလေဖိုင်းစရာမှန်ရင်စိတ်ညံကိုမြူအောင်ဆိုပြီးတော့အနေချင်းလေးတော့အပြိုရင်းလေးတော့တချို့ကစာရေးစရာတော့မဟုတ်ဘူးရင်းတော့မှစာရေးစရာဖြစ်မယ်ဆိုပြီးတော့အရက်ဝိုင်းနေလိုက်တောင်းရင်းနဲ့ရှေ့ကစာရေးစရာအရက်သမားတွေပြောခဲ့တဲ့လမ်းကောင်းလမ်းကြောင်းနေနဲ့မတူပဲဒါကြရဲအမြင်တွေ့နဲ့မိမိတင်ပြတာလေးကိုအများအတွက်ကုသိုလ်တစ်စက် ကုသိုလ်တစ်ဖက်ရအောင်ဟလားနာဘာတိလာတဲ့ကသူရံပေရိယကံကိုထိမ့်သိင်းအမှုပညာတစ်ခုအနေနဲ့မှတ်သားမှာဖြစ်ပြီးကျန်တဲ့လူတွေလည်းတန်ဖိုးကြီးလာပါတယ်။ဒီလိုပင်ဆိုစကားပေါ့ရည်ရချက်ကလေးတစ်ခုကတော့လောကအတွက်အကျိုးများပါတယ်။အဲ့တော့မိကျင်နာကဒီထနောင်းရင်ဝင်စပီဝိုင်းရဲ့တန်ဒိဋ္ဌံတို့ယုံကြည်ချက်တို့နောက်ကြရည်ရချက်တို့ရှိရလား။ ကြည့်ပါရစေရှင်းလဲပြောပြလို့ရရင်မှတ်မိသမမဟုတ်လဲစောင်းရှင်းစောင်းနဲ့တင်ပြပြီးပါလားကျပါတယ်တတိယစောင်းရှင်းဝင်စားပြီးဘိုင်းကဟိုချက်၃ချက်နဲ့ဒီလိုရက်ကြည့်ပါတယ်ဗျာပရမတစ်ချက်ကတော့အများရန်စားပြီးရေးသားနေတဲ့သူတွေအများရန်ထောင်ရရေးသားနိုင်မှုအတွက်ဒီမှာစုံစည်းကြပြီးတော့စားရေးသားမှုကိုစားပြီးရေးသားမှုမြင့်တည်ရေးအဲ့ဒါပရမတစ်ချက်ပါဒုတိယတစ်ချက်ကကြတော့ဒီတကြီးရွယ်ကို စာပေပညာရှင်တွေပေါ့နော်သူတို့တို့ကမရင်းနိုင်တော့တဲ့တိမ်မိမှာတက်ငယ်တဲ့သူတွေကနေပြီးတော့မှစာပေပူဇော်ပွဲတွေနော်တကြီးပူဇော်ပွဲတွေပြုလုပ်နိုင်မှုဆိုတော့ဒါတော့လည်းရည်ရွယ်ပါလေကြာနံပါတ်3ချက်ကတော့ကျွန်တော်ရင်ဝင်စာပေဝိုင်းကထက်တိုင်တစ်ခုတစ်ခွဲပေါ့လေစုံစည်းရတစ်ခုတစ်ခွဲပေါ့လေဒီပြီးတော့ကျွန်တော်ရင်ဝင်စာပေဝိုင်းကနေပြီးတော့မှမီဒီယာတစ်ခုအနေနဲ့ဒီစာပေထုတ်လွှင့်ခြင်းတစ်ခုအနေနဲ့ပေါ့လေကြောက်စာခေတ္တကကြောက်ထက်အခေတ္တတင်ခဲ့သလို ပေစာခက်မှာလဲပေထက်အက်ခက်တင်ခဲ့တယ်စာရွက်ခက်မှာလဲစာအုပ်ဒီမှာတင်ခဲ့ဒီမဲ့ဒီနေ့ခက်ဟာစာအုပ်စာပေခက်မဟုတ်တော့ဘဲနဲ့အွန်လိုင်းစာပေခက်ဖြစ်တဲ့အခါကျတော့စာပေရေးစီးချောင်းအတိုင်းရောင်းလဲပြီးတော့ပေါ်ကျူးနေတော့အဖွဲတစ်ခုနေတယ်တခုတော့နေရက်တည်နေတယ်ဒီဒီရွှေချက်၃ခုနဲ့လောက်တာပါဗျာတမိုးကြီးပါတယ်အခုတော့တကတော့ပြောလဲဥပဒေနဲ့ပြောပြရမယ်ဥပဒေဟာအခုတော့ဗုဒ္ဓဂုဏ်ကြီးဆရာတော်အရှင်အကရမမကွေးသားတယောက်အနေနဲ့ ပါနာတော်အတွက်အလုံးလုံးတာဒကာကြီးလည်းသိလို့တို့တွေပြန်တွေ့ရတယ်။အဲဒီလိုပဲဆက်ဆံမိတဲ့အခါမှာဒကာကြီးဟာဗဇံမြသားထုံဦးဇံမြသားလို့သိရလို့ညီစင်းလောကမှာရောဗဇံမြရဲ့ဒီသာနာအတွက်ဒီအဲလို့ငါရမအကြောင်းပါဆရာတော်ဖျားကြီးကမတိခင်နဲ့ဒီပုံလေးကိုတမ္ပူတာအခုဗဇံမြမရှိတော့ဘူး။ဒါပေမဲ့သူ့ရဲ့ပုံလေးကသာနာညီဖြစ်အောင်ကျူစာပြီးခဲ့တဲ့ကုသိုလ်ကြီးရတော့ မလွဲမသွေကောင်းရသူကတိရစီမှာပါဒီလိုပဲဦးစင်းကလည်းဒကာရောနဲ့ကလာအဖြစ်ဒကာရောကနည်းနည်းလေးရက်ပိုင်းကြီးသွားတာပေါ့ဦးစင်းကနေရနလ64ဒကာကြီးက65ရက်တလာ64အဲ65ရက်တလာ64ဆိုတော့အဲဟိုလာပိုင်းမွန်းတော့ရက်ပေါင်း20 5 0 0 0 0 0 0ရက်တော့ကြီးသွားပြီပေါ့ကဲထားတော့တက်တူရွယ်တူဒန်းတူဆိုတဲ့ငွေချင်းတွေကြားထဲမှာကျောင်းမှာတွေ့ခဲ့ပြီမဲ့လဲအဆက်ဆက်ကဲအဲ့တော့ဦးစင်းက ဝေမျိုးမြို့မှာကြောင်းအလဲရမ်းမှာနေခဲ့တယ်။ကုလားရန်ကြောင်းဝေမျိုးယူအောင်ကြမှာနေခဲ့တယ်။အဲ့တော့အလဲရမ်းကြောင်းသူများစာပေတွေကိုရေးချင်လို့ခုနကလူသွေးတောင်မဲ့ကစင်းထဲမှာသွေးတောင်မဲ့ကစင်းမှာဦးစင်ကပြားလေးရေးပို့လိုက်တယ်။အဲ့တော့ကလည်းလာခဲ့ရတော့ခေါ်ပါသည်ကပြားစကန်း